ျွန်တော်ဒီနေ့အာဒီကျွန်တော်တို့ linux command တွေကိုစပြီးတော့အာစပြီးတော့အသုံးချမှာပေါ့နော် okay ဆိုတော့ကျွန်တော်တို့အသုံးချမှာဆိုတော့ပထမဆုံးအနေနဲ့ပြောသွားမလဲဆိုတော့ကျွန်တော်တို့ virtual box ကိုစပြီးတော့ဖွင့်ပါနော်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ install ဆွဲထားပြီးသားဖြစ်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ virtual box နဲ့ပြမယ်။အကယ်၍ကိုက mac os ကိုသုံးနေတဲ့သူဆိုရင် mac os နဲ့လိုက်စမ်းမယ်။အာ mac os လည်းမရှိဘူး။နော် virtual box ကလည်းအဆင်မပြေဘူးဆိုရင်ကျွန်တော်အရှိမတင်ထားတဲ့ wsl တို့ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ အပါဝါရှယ်လို့ねကိုအလင်းတင်တယ်လို့အစဉ်ပြေတဲ့နည်းပညာအသုံးချပြီးတော့စမ်းတပါအာဒီ basic command တွေအကုန်လုံးကကျွန်တော်ပြသထားတဲ့နည်းပညာတွေအကုန်လုံးမှာကောင်းကောင်းမွန်မွန်အလုပ်လုပ်ပါတယ်တနည်းမဟုတ်တနည်းနဲ့အလုပ်လုပ်မှာကျင်းသေးပါတယ်နော် so okay အဲ့ကျွန်တော်ကတော့ဒီမှာဟိုတခြားလူတွေရတော့ပေါ့နော်ဆိုတော့ install တွေကိုကျွန်တော်တို့ ubuntu အမျိုး sorry linux အမျိုးအစားတွေအမျိုးမျိုး install ထားကြရပေါ့နော်ကျွန်တော်ကတော့ ubuntu နဲ့ပြမယ်ဘာဖြစ်လို့လဲဆိုတော့ user friendly အရင်ဖြစ်တယ် အာအခုမှစပြီးလေ့လာမယ် beginner တွေအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ကတော့ Ubuntu နဲ့ပြတကယ်တော့ကျွန်တော်ရည်ရွယ်ထားတာကျွန်တော် SandOS နဲ့သင်ပေးမလို့ပါဒါပေမဲ့ကျွန်တော်ဒီမှာအာ screen share တဲ့အချိန်မှာအဆင်မပြေရသေးရှိညာဖြစ်တဲ့အတွက်ကျွန်တော် ပြလို့မရတော့ဘူးဘာလို့ SandOS ကတော့ကျွန်တော်တကယ်အဲဒါကိုအသုံးချပြီးတော့တကယ်သင်ပေးချင်တာပါကျွန်တော် Ubuntu နဲ့မသင်ပေးချင်ပါဘူးနော်ဒါပေမဲ့ Ubuntu မှာအာကျွန်တော်ဒီ SandOS မှာဖြစ်တဲ့ပြဿနာဖြစ်မနေဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြလို့လွယ်နေလွယ်နေရဖြစ်တဲ့အတွက်အာကျွန်တော် Ubuntu နဲ့ပဲသင်ပေးပါဦးနော် โอเคဆိုတော့ကျွန်တော် ubuntu ကိုဖွင့်ထားပါတယ် ubuntu ကိုဖွင့်လိုက်တယ်ပေါ့နော်ဖွင့်လိုက်တယ်ပြီး password ပါထည့်ပေါ့နော်ဆိုထည့်ပြီးတော့ကျွန်တော်တို့ဒီ ubuntu ui ကိုတွေ့ရမှာဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော် password က ubuntu ပါနော်ကျွန်တော်တို့ဟို server မှာသူပေးထားခိုင်းတဲ့ password တိုင်းကျွန်တော်ထားထားပါပေါ့နော်အကယ်၍ကျွန်တော်ပြောတဲ့နေရာနဲ့ download လုပ်တာမဟုတ်ဘဲနဲ့တခြားနေပြီးတော့ download လုပ်တာဆိုရင်တော့ password က123456ကိုရှေ့ဆိုပြီးတော့ကျွန်တော်ထားခိုင်းထားတာဖြစ်ပါတယ် ကျွန်တော်အတိုင်းမဲ့လိုက်ပေးထားပါတော့နောက်ကြတော့မှကိုအရင်ကျွမ်းလာပြီဒါမှဒါပဲသုံးပြတယ်ဆိုတော့ကြတော့မှ password ကို change ပါတော့။ဘာဖြစ်လို့ password ကိုကျွန်တော်တင်းတင်း3968ကိုရှေ့လို့နော်သူပြောတဲ့ password ကြီးပဲထားခိုင်းတာလေဆိုတော့ကျွန်တော်တို့ရဲ့ private ပေါ့နော် personal computer ဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ password ကြီးကျွန်တော်တို့ပဲမှတ်မိပါပါတော့။ဆိုတော့ password အမှားကြီးမဖြစ်အောင်လို့နော်။ဆိုတော့ခဏခဏ install ဆွဲနေရတဲ့ပြဿနာကြီးမဖြစ်အောင်လို့ကျွန်တော်ကကြိုပြီးတော့ cover ပေးထားဖြစ်ပါတယ်။ Okay ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Linux command ကိုစပြီးလေ့လာမယ်ဆိုရင်ကျွန်တော်တို့ terminal ဖွင့်မှာပေါ့နော် โอเคအဲ့တော့ sun os ကိုသုံးမယ်ကျွန်တော်ခုနပြတယ်နော် os တွေထဲမှာမှာကျွန်တော်တို့ဒီ sun os ကိုသုံးမယ်ဆိုရင်တော့ terminal ကအခုကျွန်တော်သင်ပေးတဲ့ shortcut လေးတွေကဖွင့်လို့မရပါဘူးနော်ဆိုတော့အဲ့တော့ကျွန်တော်ဒီနေ့မှရှင်းအောင်လို့နားလည်အောင်လို့ကျွန်တော်ပြောပြမယ် command နဲ့ shortcut နဲ့မတူပါဘူး command ဆိုတာကကျွန်တော်တခုခုဖြစ်ချင်လို့အာတကယ် shortcut လဲ command ပါပဲတကယ်က command ပါဒါပေမဲ့ command ဆိုတာကြာကျွန်တော်အခုဒီမှာ terminal ကြီးဖွင့်လိုက်တယ်ဖွင့်လိုက်ဖွင့်လိုက်တဲ့အချိန်ကြာတော့မှကျွန်တော်တို့အာဒီ process တွေဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုး terminal မှာရေးမဲ့ဟာကြောင့်ကျွန်တော် command လို့တတ်မှတ်ထားတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ကခလုတ်တစ်ခုကိုနှိပ်လိုက်တယ်ပေါ့ဥပမာထားပါတော့ကျွန်တော်တို့ computer မှာကျွန်တော် window key နဲ့ e နဲ့နှိပ်လိုက်ရထားပါတော့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ window pouch တစ်ခုပေါ်လာဒါဆိုရင်ကျွန်တော် shortcut လို့တတ်မှတ်တယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ကခလုတ်တစ်ခုကိုနှိပ်လိုက် action တစ်ခုတန်းပြီးဖြစ်တာမျိုးကိုကျွန်တော်တို့ shortcut လို့ကျွန်တော်ကတတ်မှတ်ပြီးတော့ကျွန်တော်တို့ကဒီ terminal မှာရေးတော့မှနော်ရေးတော့မှ file နဲ့ပွင့်ပွင့်လာတယ် operation တွေပေါ့နော်ဒီ process တွေတွေလောက်လာတဲ့အရာမျိုးရကျွန်တော်က command ကိုတက်မှတ် command ဆိုတာအမိန်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော် okay ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ ls ဆိုတဲ့ command တွေကျွန်တော်တို့စပြီးတော့လေ့လာကြပါနော်ဆိုတော့ ls ကကျွန်တော်တို့မလုပ်တာလဲဆိုတော့ ls ကကျွန်တော်တို့ဟို list လို့ခေါ်တယ်နော်သူရဲ့အရှိကောက်က list list လို့ခေါ်တယ်ဆိုတော့ဘယ်လိုနေရာမျိုးတွေမှာသုံးတာလဲဆိုတော့ကျွန်တော်တို့ကအာ navigation လုပ်ချင်တာ navigation ဆိုတာကအာကျွန်တော်တို့အာ file ကိုနေရာပြောင်းတာမျိုးတော့မဟုတ်ဘူး file နေရာပြောင်းတယ်ဆိုတော့ အာကျွန်တော်တို့အခုကျွန်တော်တို့ဘယ်နေရာမှာရှိနေလဲဆိုရဲအရာကိုပြောင်းလဲလိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအာဘယ်နေရာမှာရှိနေရဲ့ data ကိုကျွန်တော်တို့ကြည့်ချင်တယ်ခုမှဘယ် folder အောက်မှာရှိနေရဲ့ data ကိုကျွန်တော်လှမ်းပြီးကြည့်ချင်တာစသဖြင့်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးလုပ်တာကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က navigation လုပ်တယ်လို့ခေါ်ရပါနော် okay ဆိုတော့အာကျွန်တော်ဒီမှာပထမဆုံးအနေနဲ့ကျွန်တော် ls ဆိုတဲ့ command လေးကိုကျွန်တော်တို့စပြီးတော့မှတ်ပါနော်ဆိုတော့ဟုတ်ပြီကျွန်တော် terminal ကိုရင်သွားပါနော်ဆိုတော့ terminal ကိုဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ဒီရက်မှာ control ရဲ့ order ရဲ့ tree ကိုနှိပ်ရပါနော် control ရဲ့ order ရဲ့ tree ကိုနှိပ်ဒါဆိုရင် terminal တက်ပြီးတော့ပွင့်လာပါလိမ့်မယ်နော် okay so ကျွန်တော်တို့သင်ခန်းစာရဲ့ပထမဆုံးစပြီးတော့လုံးလိုက်ပြီးဆိုရင် လုံးမယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးနေကျွန်တော်ဘာလုပ်မလဲဆိုတော့ date ဆိုတဲ့ command လေးကိုကျွန်တော်တို့ run ခဲ့ပါမယ်နော် so okay အာဒါကဘယ်အတွက်လဲဆိုတော့ကျွန်တော်တို့ဒီ challenge မှာအာဘယ်နေ့မှာကျွန်တော်ဘယ် command တွေ run ခဲ့တယ်ဆိုတာကို history လိုချင်တာဖြစ်တဲ့အတွက် case ဆိုတဲ့ command လေးကို run တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ command လေးကို run ထားပြီးတော့ဒီအောက်မှာရှိနေတဲ့ ဆိုတော့ကျွန်တော်တို့ command တွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့ပြရမှာပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုပထမဆုံးအနေနဲ့ကျွန်တော် ls ဆိုတဲ့ command တွေကျွန်တော်တို့စပြီးတော့ရေးပါမယ်နော်โอเคဆိုတော့ ls ဆိုတဲ့ command တွေကျွန်တော်စပြီးရေးပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့က command တွေရေးတဲ့အခါမှာကျွန်တော်တို့မှာဒီမှာကျွန်တော်တို့က format ရှိရပါတော့ဆိုပထမဆုံးအရှိအကြောင်ကျွန်တော် command ပေါ့ command ဆိုတာရှိရနောက်က option ဆိုတာရှိရနော်ဆိုပြီးနောက်ကကျကျွန်တော်တို့ဘာလို့လုံးမှာလဲပေါ့ folder တို့နော် folder တွေ directory ပေါ့နော် directory အဲကျွန်တော်ဒီ command format လေး folder သုံးဖို့ directory ပေါ့နော်အတူတူပဲနော်အာ folder ကြီးရှိရပါနော်နောက် command ဆိုတာကကျွန်တော်ခုနကကျွန်တော်ဘာလုပ်ချင်တာလဲဥပမာ file ကို copy ကူးချင်တာလားဒါဆို cp နော်ဆိုတော့ file ကိုကျွန်တော်တို့ကအာကျွန်တော် move လုပ်ချင်တာလား mv ပေါ့စသဖြင့်ဒါတွေကိုကျွန်တော်တို့က command လို့ခေါ်တယ်နော်ဆိုတော့အဲ့တော့ကျွန်တော် ls ဆိုတာလည်း command နော်ဆိုတော့ပြီးရင်ကျွန်တော် option ဆိုတာရှိတယ် option ဆိုတာကဥပမာ dash l တို့နော်မာ .s တို့ .h တို့စသဖြင့်ဒါတွေကိုတော့ကျွန်တော်တို့က option လို့ခေါ်တယ် option ဆိုတာအနောက်မှာ dash ဆိုတဲ့စက်လုံးလေးပါ နော် option ဆိုတော့ကျွန်တော်တို့အာရွေးချယ်လိုက်တာပေါ့နော်ဆိုတော့အဲ့တော့ option အမျိုးမျိုးရှိတယ် command ကတော့ဒါပဲ command ကတော့ allow ဆိုတော့ command ပဲအဲ့ command မှာမှာကိုက option အနေနဲ့အမျိုးအစားအမျိုးမျိုးဘာဖြစ်ချင်တာလဲပေါ့ဆိုတော့ဥပမာထားပါရောကျွန်တော်တို့အာဥပမာကျွန် coffee ဝယ်ထားပါရော allow ဆိုတာ coffee ဆိုတဲ့အမျိုးအစားအနောက်ကအနောက်ကကျွန်တော်တို့ကဥပမာနော် coffee ပေါ့နော် coffee ဆိုတဲ့အမျိုးအစားဒါက command နော်ဆိုတော့အနောက်ကတော့ကျွန်တော် coffee မှာ coffee မှာတဲ့ကောင်မှာ option နဲ့ကျွန်တော်ဘာမှားလဲဆိုတော့ကျွန်တော်အပူလား AA လားစသဖြင့်ပေါ့နော်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့က coffee ကိုကျွန်တော်တို့က အာထားပြောအပူအေးပေါ့နော်ဆိုတော့ပြီးရကျွန်တော်အနောက်ကနေပြီးတော့ကျွန်တော်တို့ကအာကျွန်တော် folder ပုံစံပါတယ်နော်ဆိုတော့ okay ထားပြောအနောက်က folder တော့ example မရှိရတော့ပြောပြတော့နော် okay အဲ့တော့ ls ဆိုတဲ့ command လေးကိုကျွန်တော်စပြီးရိုက်ပါမယ် ls လို့ကျွန်တော် tender ခောက်ချလိုက်တဲ့အခါမှာကျွန်တော်တို့အခုလက်ရှိရောက်နေတဲ့ folder စီကိုကျွန်တော်တို့ folder အောက်မှာရှိနေတဲ့ folder တွေမှန်သမျှကိုကျွန်တော်တို့ပြပေးပါလိမ့်ကျွန်တော်တို့အခုလက်ရှိရောက်နေရဆိုတဲ့နေရာကိုကျွန်တော်မနေ့ကမနေ့ကမဟုတ် sorry ကျွန်တော်တို့အခုလက်ရှိရောက်နေရဆိုတဲ့နေရာကို အာကျွန်တော်တို့အရှိမအချင်းချင်းစမ်းပြပြီးွားနော် PWD ဆိုရယ် command တွေနဲ့ကျွန်တော်စမ်းတယ် PWD ဆိုတာက present working directory present ဆိုတာကအခုလက်ရှိ working ဆိုတာအလုပ်လုပ်နေတဲ့ directory ပေါ့နော်အခုလက်ရှိတို့တွေအလုပ်လုပ်နေရဲ့ကျွန်တော်တို့တွေအလုပ်လုပ်နေရဲ့ directory ကိုကျွန်တော်တို့က PWD လို့ခေါ်တယ်နော်ဆိုတော့အဲ့တော့အခုလက်ရှိကျွန်တော် home ထဲကနော် ubuntu ထဲမှာကျွန်တော်ရောက်နေတယ်အဲ့ဒီ ubuntu အောက်မှာရှိတဲ့ပိုတာမှန်သမျှကိုကျွန်တော်တို့က ls နဲ့ကြည့်လို့ရတယ်ဟုတ်ပြီဥပမာဥပမာထားပါတော့ ကျွန်တော်က desktop အောက်ကိုရောက်နေထားပါတယ်နော်ဆိုတော့ကျွန်တော် desktop အောက်ကိုရောက်နေထားပါအဲ့တော့ကျွန်တော် desktop ဆိုရဲအောက်မှာရှိနေတဲ့နော် desktop ဆိုရဲ folder အောက်မှာရှိနေတဲ့ folder တွေကဘာတွေလဲဆိုကျွန်တော်တို့ကကြည့်လို့ရပြောချင်တာကိုကဘယ် folder အောက်မှာရှိနေရလဲကိုရှိနေတယ်အခုလက်ရှိကိုဘယ်နေရာမှာရှိနေရလဲရှိနေတဲ့နေရာရဲ့အာကျွန်တော်တို့အာ file တွေကိုကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကြည့်လို့ရနော်အောက်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်ကြည့်လို့ရဆိုတော့ okay အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ခုဆက်ပြီးတော့သွားရအောင် ကျွန်တော်အဲ့ပထမဆုံးနေ Atlas ဆိုတာက list လို့ပြောကြင်တာအာကိုအခုရှိနေတဲ့ folder အောက်မှာဘာတွေရှိလဲဆိုတာကိုစာရင်းတစ်ခုကျွန်တော်တို့ထုတ်ပေးတာဒါကို Atlas လို့ခေါ်တာနော်ဆိုတော့နောက်တစ်ခုကကြာကျွန်တော်တို့က Atlas ရဲ့အနောက်မှာမှာကျွန်တော် folder name လေးထည့်ပေးလိုက်တာနော်ကျွန်တော်ခုနကကျွန်တော်ကျွန်တော်တို့ဒီရေးပုံရေးနည်းလေးကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော် syntax လေး syntax ကဘာလဲဆိုတော့ Atlas 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 ရဲ့ command command ပြီးရင်ကျွန်တော်အနောက်မှာ option option ပြီးရင်အနောက်ကနေကျွန်တော် folder name ဒီမှာတော့ကျွန်တော်တို့ option ဆိုတာလေးပါမလားနော်အဲ့တော့ကျွန်တော်တို့ option လေးဖြောက်ထားပြီးတော့ကျွန်တော်တို့ folder names ကိုတန်းပြီးတော့သွားထားရပါတော့เนาะဆိုတော့ okay အဲ့တော့ download ရှိမယ်ပြီးကျွန်တော်တို့သွားခြင်းတဲ့နေရာအတိအကျရှိပါเนาะ okay ဆိုတော့ကျွန်တော် alert ဆိုတာကဘာလဲဆိုတော့ကျွန်တော် alert ဆိုတာကကျွန်တော်တို့အာ list content of current current directory ပေါ့เนาะဆိုတော့ okay နောက်ပြီးတော့ကျွန်တော်တို့ download ဆိုတာလေးကိုကျွန်တော်စမ်းသပ်ပါเนาะဆိုတော့ okay download ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်မှာ download ဆိုတာရှိတယ် desktop ဆိုတာရှိတယ် documents တွေလည်းရှိတယ်ကျွန်တော်တို့ဒီမှာလွယ်တဲ့အားပေါ့เนาะဟိုလူတိုင်း နားလည်လွယ်မဲ့ဘက်ကိုကျွန်တော်တို့စပြီးတော့ကြည့်ပါမယ် LS DES လို့ရေးပြီးရင်အကုန်လုံးလိုက်ပြီးတော့ရေးမနေပါနဲ့ရေးနေအလုံးရှုပ်တယ်အမှားတွေပါအဲ့တော့ကျွန်တော်တို့ကအကုန်လုံးလိုက်ပြီးတော့ရေးနေမယ်အစားကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့က LS လို့ DES လို့ရေးပြီးရင်ကျွန်တော်တက်ခုံလိုက်ပါနော်တက်ခုံလိုက်တဲ့အခါမှာသူကဥပမာထားပါကျွန်တော် D လို့ရေးပြီးတော့တက်ခုံလိုက်တယ်ဆိုရင်ကျွန်တော်က D နဲ့ပတ်သက်တဲ့ ျွန်တော်တို့ folder တွေအကုန်ကျလာတယ်နော် folder လို့ပြောရဲဆိုရင်သူက folder ရဲ့သဘောတရားနောက်မှာကျွန်တော် for forward slash လေးပါဠိပါဠိရှိပါနော်ဒါဆိုရင် folder လို့ပြောကြတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီတော့မှပြန်ပြီးရွေးပေါ့နော်ဒီမှာ DO လို့ရေးမှလား DO ဆိုရင်လည်းကျွန်တော်နှစ်ခုထပ်ကြလာအောင်အဲ့တော့ DOC လို့ရေးလိုက်ရင် document နဲ့ရောက်သွားမယ် DOW လို့ရေးရင် download ရရောက်ရောက်သွားနော်ဆိုတော့ကျွန်တော် C နှိပ်တယ်ပြီးတက်ကုန်လိုက်တယ်ရောက်ရောက်သွားတယ်နော်ဆိုတော့ကျွန်တော်တို့ DES လို့ရေးမှာတက်ကုန်လိုက်တယ် desktop လေးရောက်သွားစသဖြင့်နော်ဟုတ်ကဲ့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က desktop အောက်မှာလည်းကျွန်တော်ပါဖိုလ်ဒါမှမရှိပါဘူးเนาะဆိုတော့ okay alas doc ပေါ့ကျွန်တော် document တွေမှာပါရှိတယ်ပေါ့သွားကြည့်တယ်ဘာမှမရှိပါဘူး alas download တွေမှာပါရှိတယ်ကျွန်တော်ဘာမှမရှိ okay ဆိုတော့ဒါတော့ကျွန်တော်ပါဖိုလ်ဒါမှာကျွန်တော်တိစောက်မှထားလို့ပေါ့เนาะ okay ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော် desktop အောက်မှာကျွန်တော် folder တစ်ခုသွားဆောက်လိုက်เนาะ desktop တွေကိုသွားလိုက်မယ်အာ home ကျွန်တော်တို့အာ desktop တွေကိုသွားပေါ့เนาะ desktop ဆိုရယ် folder ပြီးရင်ကျွန်တော် folder တစ်ခုဆောက်ပေါ့เนาะ new folder ဆိုတော့ဘာလို့ဆောက်မလဲဆိုတော့ကျွန်တော်တို့က c r c h a l l e andra c c h a l l e n g challenge ဆိုရပူဖူရလေးတစ်ခုစောက်လိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်တို့ဘာလို့သွားကြည့်မလဲဆိုတော့ကျွန်တော်တို့ခုနက command လေးကိုပြန်သွားကြည့်မယ်ခုနက command လေးကိုကျွန်တော်တို့ဘယ်လိုကြည့်လို့ရလဲဆိုတော့ ls desktop လို့ပြန်ရေးနေမယ်အစားကျွန်တော်တို့ကကျွန်တော်တို့ရဲ့ computer keyboard မှာရှိရဲ့ app arrow လေးကိုကျွန်တော်တို့ကနှိပ်လိုက်ပါဒါဆိုရင်အပေါ်မှာရေးထားတဲ့ command လေးပြန်ပြီးကြာလာပါလိမ့်မယ်နော်ဆိုတော့ဒီမှာအပေါ်အောက်အပေါ်မြောက်အောက်များနဲ့ကျွန်တော်တို့က ကျွန်တော်ရေးထားတဲ့မြတ် comment တွေကိုကျွန်တော်ပါလို့ရရတယ်ဆိုတော့ပြန်ပြီးတော့ကြည့်လို့ရပါနော်โอเคအဲ့တော့ကျွန်တော်ဒီမှာ LS desktop လို့ကျွန်တော်ရေးလိုက်တဲ့အခါမှာကျွန်တော်မှာ CS 100 days challenge ဆိုတဲ့ဖိုရာလေးတခုကျွန်တော်မှာပေါ်လာပါတယ်ဆိုတော့နောက်တစ်ခုကကြာကျွန်တော်ပြောလဲဆိုတော့ကျွန်တော်တို့ absolute patch ပေါ့နော် absolute patch ဆိုတော့ပါလဲဆိုတော့ကျွန်တော်တို့ကကြော်ဒီတခု absolute patch လို့ခေါ်တယ်နော် absolute patch ဆိုတော့ပါလဲဆိုတော့ကျွန်တော်တို့ကတိတိကျကျသွားတာနော်ဆိုတော့ဘယ်ဖိုရာအောက်မှာရှိနေတဲ့နော် အာဘာဘာဆိုပြီးတော့ကျွန်တော်တိတိကျကျရေးကျွန်တော်တို့ကသွားတာပြေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က absolute pass လို့ခေါ်တယ်နော် okay so ဆိုလိုချင်တာဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်ကခုနက desktop ဆိုရဲ desktop ဆိုရဲ folder ကတကယ်တမ်းဘယ်သူအောက်မှာရှိရလဲဆိုတော့ ubuntu ထဲမှာရှိရအဲ့ဒါကိုကျွန်တော်ကခုနကလိုမျိုးကျွန်တော်က desktop လို့တမ်းမရေးပဲနဲ့ကျွန်တော်ကခုအပေါ်မှာရှိနေတဲ့ home လို့နော် ubuntu လို့ကျွန်တော်ပြန်ရေးတယ် ရေးပြီးတော့မှကျွန်တော် desktop ကိုကျွန်တော်တစ်ခါပြန်ရေးဒါဆိုလည်းအတူတူပဲဒါကိုကျွန်တော်တို့ absolute လို့ပြောချင်တာ absolute ဆိုတာကသူသူတရှိခဲ့တဲ့လမ်းကြောင်းတစ်လျှောက်ပေါ့နော်ဟိုးကျွန်တော်တို့ home directory ကနေစပြီးတော့အခုလက်ရှိသူရှိနေတဲ့နေရာအထိလမ်းကြောင်းတစ်လျှောက်လုံးကျွန်တော်တို့ absolute လို့ခေါ်တယ် absolute patch လို့ခေါ်တယ်နော်ဆိုတော့ကျွန်တော်တို့ absolute ဆိုတာလုံးဝကိုကျွန်တော်တို့လမ်းကြောင်းအသေးစိတ်ကိုရေးရမျိုးကိုကျွန်တော်တို့က absolute patch လို့ခေါ်တယ်နော်ဆိုတော့ okay ဒါကတော့ကျွန်တော်တို့ relative patch လို့ခေါ်တယ် relative pass ဆိုတာသူ့ဘာသာသူသူ့ဘယ်နေရာမှာရှိနေလဲဆိုတော့ကျွန်တော်တို့သိထားပြီးသားပါเนาะ so okay so နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့မှာ power slash လေးရဲ့ကျွန်တော်ဒီမှာ tail sign လေးရဲ့နှစ်ခုရှိတယ်เนาะအဲ့ဒီနှစ်ခုရဲ့ quasar ချက်လေးကိုကျွန်တော်ကြည့်အောင် so okay so ကျွန်တော်တို့ကအခုအခုတော့ကျွန်တော်ရှိနေတာကပမာရှိနေရလဲဆိုတော့ကျွန်တော်က home နဲ့က ubuntu ဆိုတဲ့ folder အောက်မှာရှိနေရပါเนาะဆိုတော့ကျွန်တော်က အာကျွန်တော် ls forward slash လို့ကျွန်တော်ရေးလိုက်ရင်လည်းရေးလိုက်တဲ့ရေးလိုက်တယ်ဆိုရင် ကျွန်တော်တို့ကအာဒီ forward slash ရဲ့ဒီကျွန်တော်တို့ home ပေါ့နော် home folder လေးစီကိုရောက်သွားပါလိမ့်နော်ဆိုတော့အဲ့ဒါတွေတခုနောက်တစ်ခုကကျွန်တော်တို့အဲ့ဒီ forward slash ရဲ့အောက်မှာရှိတာဒီမှာအောက်မှာရှိတဲ့ content လေးနဲ့နော် content လေးနဲ့ကျွန်တော်တို့ ls ကျွန်တော်တို့ဒီကိုထိန်းဆိုင်လေးကိုကျွန်တော်နှိပ်ပြီး ရောက်တဲ့ content ကမတူပါဘူး။နှစ်ခုစလုံးက home ပဲ။ဒါပေမဲ့ဘာမတူဘူးလဲဆိုတော့ကျွန်တော်တို့ forward slash ကကြတော့လုံးဝ root ပါ။ကျွန်တော်အခုရှိနေတဲ့ဒီ ls နော်အခုကျွန်တော်ရှိနေတဲ့အာဒီထေးဆိုင်ဒီထက်ကိုပို့ပြီးတော့ဘာဖြစ်တာလဲဆိုတော့အရှိကိုပို့ရောက်တယ်ပေါ့နော်။အရှိဆုံးကိုပို့ပြီးရောက်တယ်။ Okay အဲ့ဒါသဘောတရားကိုကြည့်ရအောင်။ဥပမာထားပါလား။ကျွန်တော် cd forward slash လို့ကျွန်တော်ရေးလိုက်မယ်။နော်။ဆိုတော့ဒါဆိုရင်ကျွန်တော်ရောက်တဲ့ folder လေးကဘယ်နောက်ရောက်သွားတယ်လဲဆိုတော့ကျွန်တော်ဒီမှာ folder လေးက forward slash ဆိုတဲ့ folder လေးအောက်ကိုရောက်သွားတယ်။ โอเคအဲ့ဒီအချိန်ကျရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ alas လို့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်အဲ့ဒီ forward slash လေးကကျွန်တော်တို့ကိုဒီကိုပို့ပေးတယ်နော်โอเคအဲ့လိုမျိုးပဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့နောက်ထပ်တစ်ခါကျွန်တော်တို့က cd ကျွန်တော်တို့ကထေးဆိုင်လေးကိုကျွန်တော်ရေးလိုက်ပြီးပြန် under count ချလိုက်ဒါဆိုရင်ကျွန်တော်တို့က alas လို့ထုတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရလာမယ့် result က desktop လို့နော်ကျွန်တော်တို့ user ကအသုံးချလို့ရတယ် location တွေဘက်ကိုရောက်တယ်ဒီ အာဒီ forward slash တွေကကြာ system system data တွေကိုထိမ့်သိမ်းထားတဲ့နေရာဘက်ကိုရောက်ပါနော်โอเคကျွန်တော်တို့က user ဘက်ကနေပြီးအသုံးချတဲ့နေရာကြီးစီမှာပဲအဓိကအလုပ်တော့ပါโอเคဒါတော့ဒီနှစ်ခုရဲ့ quarter ချက်လေးပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော် clear ဆိုရယ် command လေးပေါ့နော်ဆိုတော့ clear ဆိုရယ် command ကျွန်တော်ဘာလို့ဖို့အသုံးလာလဲဆိုတော့ကျွန်တော်တို့ရဲ့ code တွေကိုရှင်းပြခြင်းတဲ့အခါမျိုးမှာဆိုအသုံးပါနော်ဆိုတော့ CLE ရ clear ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ command တွေအကုန်လုံးပျောက်သွားပါတယ်ပြောရရင်တော့ကျွန်တော်တို့ အမျက်စိရှုပ်လို့ရှင်းပြတယ်ဆိုတဲ့သဘောတရားမျိုးပေါ့နော်။ Okay ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုကိုဆက်ပြီးတော့သွားမှာပေါ့နော်။ဆိုတော့ Okay နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ ls. dot dot ရဲ့ ls. dot dot forward slash dot dot နော်။ဆိုတော့ Okay ဒီကောင်လေးကဘယ်လိုမျိုးလောက်တာလဲပေါ့နော်။ Okay ကြည့်အောင်။ဆိုတော့ကျွန်တော်အခုဒီမှာကျွန်တော်ရှိနေတာ home ထဲမှာရှိနေပေါ့နော်။ဆိုတော့ကျွန်တော် home ထဲကနေပြီးတော့ကျွန်တော် cd ဆိုတဲ့ command လေးကိုအသုံးချပြီးတော့ကျွန်တော်ဘယ်လိုသွားလိုက်မလဲဆိုရင်အာကျွန်တော်က desktop လေးကိုသွားလိုက်ပါဦး။ Okay desktop လေးကိုသွားလိုက်ပါမယ်နော်။ အဲ့ဆိုတော့ desktop တွေကိုရောက်သွားတဲ့အချိန်မှာကျွန်တော် alert ဆိုကြည့်မှာဆိုရင် desktop အောက်မှာရှိရုံမြင်ရနော်ဒါပေမဲ့ကျွန်တော် desktop အောက်မှာရှိနေရင်တန်းတန်းနဲ့ကျွန်တော်ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်ရဲ့ခုနက parent မှာရှိနေတဲ့ folder အောက်ကအဲ့ဒီ parent ကျွန်တော်ရဲ့အရှိမှာကျွန်တော် home ဆိုတဲ့ folder ရှိတယ်အဲ့ဒီ folder အောက်မှာဘာရှိလဲဆိုတော့ကျွန်တော်ကကြည့်ကျင်တယ်ဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်အခုကြည့်ကျင်တယ်ဒီနေရာကိုပဲကြည့်ကျင်တယ်ဆိုရင် alert လို့ရေးလိုက်လို့ရတယ်မဟုတ်ဘူးသူ့ရဲ့အရှိရာတစ်ခုစီကိုပြန်ပြီးသွားကျင်တယ်ဆိုကျွန်တော်က dot dot ဆိုပြီးတော့နှစ်ချက်ရေးပေးရတယ် ဒါဆိုရင်တော့သူ့ရဲ့အရှိပေးရန်က folder စီကိုကျွန်တော်တို့ပြပေးတယ်။ Okay ဆိုတော့ကျွန်တော်ခုနကနေပြီးတော့ကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ CD ကနေပြီးတော့ကျွန်တော် CS ထဲကိုကျွန်တော်ထပ်သွားလိုက်။နော်။အဲဒီထဲမှာကျွန်တော်ဗာလဲဆိုတော့ကျွန်တော် folder နောက်ထပ်တစ်ခုထပ်ပြီးတော့စောက်လိုက်ပါမယ်။ဆိုတော့ကျွန်တော်တို့အာ LR ဆိုရဲ folder လေးတစ်ခုစောက်လိုက်ပါမယ်နော်။ဆိုတော့အဲ့တော့ကျွန်တော်ကျွန်တော် command နဲ့ပဲစောက်ပါမယ်။ mkdir ls folder ပေါ့နော်။ Okay ဆိုတော့ကျွန်တော် ls folder လေးတစ်ခုစောက်လိုက်တယ်။အဲ့တော့ကျွန်တော်အဲ့ထက်ကိုသွားမယ်။ ls folder လေးကိုကျွန်တော်သွားပါမယ်။ သွားပြီဆိုရင်ကျွန်တော်အခုဘယ်တဲ့ရောက်နေပြီလဲဆိုတော့ကျွန်တော်ကအာကျွန်တော်တို့ desktop ရဲ့အောက်ကနော် CS100 base challenge အောက်ကကျွန်တော်တို့ alas folder အောက်ကိုရောက်ရောက်သွားပြီပေါ့နော် okay ဆိုဟုတ်ပြီဆိုတော့ကျွန်တော်အဲ့ဒီရနေပြီတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်အခု alas folder အောက်ကနေပြီးတော့ကျွန်တော် desktop အောက်မှာရှိနေတဲ့ folder တွေကိုကျွန်တော်သွားကြည့်ကြတယ်နော်အာ seeker ကျွန်တော်ရှေ့ဆုံးလေးကိုပြန်သွားလိုက်မယ်နော်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့က cd ကျွန်တော်တို့ထိဆိုင်နေနေပြီးတော့ရှေ့ဆုံးပြန်သွားလိုက် โอเคပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က CD desktop တွေကိုကျွန်တော်သွားမယ်ပြီးရင် folder လေးနောက်တစ်ခုထပ်ဆောင်မှာပေါ့နော်နောက်တစ် folder တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အာ finally တဲ့နောက်တစ် find find ဆောက်လိုက်မယ်နော် folder မဆောက်တော့အဲ့တော့ကျွန်တော်ဘာဆောက်မလဲဆိုရင်အာ tag ဆိုတော့ကျွန်တော်တို့ cs 100 base css ali challenge.touch file ဆိုကျွန်တော် find the file ဆောက်လိုက်ပါနော်โอเคပြီးရင်တော့ကျွန်တော်တို့ဘယ်ကိုပြန်သွားမလဲဆိုတော့ cd ရဲ့ကနေပြီးတော့ကျွန်တော်တို့ အာကျွန်တော်တို့ CS တဲ့ကပြောသွားမလဲဆိုရင် Atlas Fora အောက်ကိုကျွန်တော်တို့သွားပါအောင်နော် Okay တော့ Atlas Fora အောက်ကနေပြီကျွန်တော်အခု Atlas Fora အောက်ကိုကျွန်တော်ရောက်သွားပြီအဲ့ဒီကနေပြီးတော့ကျွန်တော် Desktop ဆိုရင် Fora အောက်မှာဘာရှိလဲသွားကြည့်ချင်တယ်ခုနကတည်းကကျွန်တော်တို့က Desk ကျွန်တော်တို့က Desktop အောက်မှာရောက်နေတယ် Desktop အောက်ကနေပြီးတော့ကျွန်တော်တို့ Page မှာဘာရှိလဲကြည့်ချင်တယ်ဆိုတစ်ဆင့်ပြန်ထွက်ရတယ်နော်အခုကကျွန်တော်တို့က Atlas ကနေပြီးတော့ဒီအောက်မှာရှိရအောင်ကြည့်ချင်တာမဟုတ်ဘူးသူ့ထဲမှာရှိရအောင်ကြည့်ချင်တာအဲ့တော့ကျွန်တော်ထွက်ရမယ်အဆင့်ဟာ တစ်ဆင်းနှစ်ဆင်းဆိုကြုံထွက်ဆိုတော့ဒါကြောင့်မလို့ကြုံနှစ်ဆင်းထွက်နှစ်ဆင်းထွက်ပြီးတော့ကျွန်တော်အဲ့ဒီ folder အောက်မှာရှိရအောင်ကြည့်ခြင်းလေဆိုရင် ls dot dot ဆိုပြီးတစ်ဆင်းထွက်တယ်နောက်တစ်ခါ folder ကိုပြောတဲ့အနေနဲ့ forward slash လေးခံတယ်နောက်တစ်ခါထပ်ပြီး dot dot ထပ်နှိပ်အနာခေါက်ချလိုက်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ desktop ဆိုတဲ့ folder အောက်မှာကျွန်တော်တို့ရှိနေတဲ့ touch file စာသား file လေးရယ် folder file လေးရယ်ကြာပါပါ ဟုတ်တယ်နော်โอเคဆိုတော့ကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့အခုရှိနေတဲ့နေရာကနေပြီးတော့အရှိဆုံးကြီးကိုတကူတကကြီးပြန်ထွက်လိုက်အထဲထဲမှာဘာရှိလဲသွားကြည့်လိုက်အာဘာရှိလဲကြည့်ကျင်တဲ့ကြည့်ကျင်ယုံကြည်ဝဲချက်လေးနဲ့သွားပြီးကြည့်နေမယ်အစားကျွန်တော်တို့ကအရှိမှရှိရှိနေတဲ့ကောင်အခုလိုမျိုး command ပေးပြီးတော့သွားကြည့်လိုက်တာကကျွန်တော်တို့အလုပ်လုပ်တဲ့ command ပို့ပြီးတော့မြန်ပါနော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒါဆိုရင်အာ slide 1နေပြီးပြီပေါ့နော်ဆိုတော့ okay နောက်တဲ့ slide တစ်ခုဆက်ပြီးသွားပါမယ် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ option လေးတွေပါလာပြီပေါ့နော်ဆိုတော့ option မှာ ls-l နော်ကျွန်တော်ခုနပြောတဲ့ option option ဆိုတာက option ဆိုတဲ့အမျိုးအစားမှာကျွန်တော်ခုနက coffee ဆိုရင် coffee အပူလားအေးလားပေါ့နော်ဆိုတော့ coffee ကိုမှာမှာဥမာအာ coffee အမျိုးအစားတွေရှိတယ်နော်ဥမာ latte လားနော် cappuccino လား americano လားစသဖြင့်ပေါ့ဆိုတော့ဒီလိုအမျိုးအစားတွေကို option လို့ခေါ်တယ်နော်ဆိုတော့ကျွန်တော်ဒီမှာ ls-l ကိုရေးလိုက်ပါဦး okay ဆိုတော့ကျွန်တော်ဒီနောက်မှာ clear လေးတစ်ခါထပ်ပြီးတော့လုပ်ပါဦးဆိုတော့ပြီးတော့ ls-l ဆိုတော့ ls-l ကိုရေးလိုက်တဲ့အခါမှာကျွန်တော်တို့ခုနက ls နဲ့မတူတော့ဘဲနဲ့ဘာထူးခြားသလဲဆိုတော့ -ls ဆိုတာကကျွန်တော်တို့ကအနောက်ကနေပြီးတော့အော်ဒီဒီ folder name တွေအပြင်ကိုကျွန်တော်တို့အရှိမ long form ပေါ့နော်ဆိုတော့ long form ဆိုတာကဒီ folder တစ်ခုရဲ့တည်ရှိမှုဆိုတော့သူတည်ရှိနေတဲ့သူ့ကိုစတင်ပြီးတော့ဖြစ်ပေါ်လာတဲ့ time stamp လေးနော်ဆိုတော့ကျွန်တော်တိဆောက်ခဲ့တဲ့ဒီလတွေအချိန်တွေနော်ပြီးရင်ကျွန်တော်တို့ အာဒီအရှိအပါမရှင်တွေစသဖြင့်ပေါ့နော်ဆိုတော့ဒီလိုအရာတွေအကုန်လုံးကိုကျွန်တော်တို့အရှိမထည့်သွင်းပေးထားပါတယ်နော်ဆိုတော့ဒီအရှိကဒါဒီပါမရှင်လေးတွေကကျွန်တော်ဖတ်တတ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကျွန်တော်တို့ဒီ control လုပ်တဲ့အခါမှာ user control လုပ်တာ group control တွေလုပ်တဲ့အခါမှာဒီပါမရှင်လေးကိုနားလည်ထားမှာသာ control လုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ ls-l ls-l ကကျွန်တော်တို့ဘာလို့ပြပေးရလဲဆိုတော့ show file file ကိုပြပေးရ directories တွေကို in long format နဲ့ပြပေးပါ ls-l အဲ့ဒီပဲ long format လို့ပြောခြင်း နောက်တစ်ခုကကျတော့ ls dash a သူကကျတော့ဘာကိုပြပေးလဲဆိုတော့ show hidden file ကိုပြပေးပါ hidden file ဆိုတာကျွန်တော်တို့ကွန်ပျူတာတွေမှာအာကျွန်တော်တို့ကျွန်တော်တို့မြင်စရာမလိုဘဲနဲ့အလုပ်လုပ်နေရဲ့ hidden file တွေဆိုတာရှိပါတယ်ဆိုတော့ဥပမာကျွန်တော် window computer မှာဆိုတော့ကျွန်တော်တို့ hidden file ကိုကြည့်လို့ရပါမယ်နော်โอเคကျွန်တော် window computer မှာ hidden file ကိုကျွန်တော်ကြည့်ချင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တော့ကြည့်အောင်ဆိုတော့ဥပမာထားပါကျွန်တော် c ဆိုတဲ့အောက်ကနော်ဒီဥပမာ c ပဲဖြစ်ဖြစ် C အောက်မှာပို့ပြီးတော့ကျွန်တော် header file ရှိတယ်ဗျာနော်ဆိုတော့ဒီမှာဆိုရင် header file ဒီမှာလည်းပဲကျွန်တော် header file တခုရှိပါ header file ကိုကြည့်ရင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော် view ထဲမှာ show ထဲမှာကျွန်တော်ဒီမှာ hidden items တွေကိုကျွန်တော်တို့က on ထားရပါတယ်မဟုတ်ဘူးဆိုရင်တော့ဒီမှာခုနကကျွန်တော်တို့ကျွန်တော်ခုနကပြထားတဲ့ account တွေကမရှိတော့ပါနော်ဆိုတော့ကျွန်တော် show hidden items ဒါဆိုရင်ဒီမှာ file တွေ show file တွေကကျွန်တော်တို့ပြန်ပေါ်လာပါတယ်အဲဒီလိုမျိုးပဲကျွန်တော်တို့ရဲ့ဒီ lineage မှာလည်းပဲ hidden file တွေကိုကျွန်တော်ကြည့်ကျင်တယ်ဆိုရင် ကျွန်တော်တို့က तू က default အနေနဲ့ပြမပေးဘူးကျွန်တော်တို့အကုန်ကြည့်နေတယ်ဆိုရင်တော့ dash a လေးကိုခိုင်းပြီးတော့ကြည့်ပေးရပါဒါဆိုရင်ကျွန်တော်တို့ဒီ computer ထဲမှာပုံမှန်အားဖြင့်ကျွန်တော်တို့မမြင်တဲ့မမြင်နိုင်တဲ့ပေါ့နော် folder တွေအကုန်လုံးကိုကျွန်တော်တို့ပြပေးပါအဲကျွန်တော်နောက်တစ်ခါအနေနဲ့ကျွန်တော်တို့ဒီ option နှစ်ခုကိုပေါင်းပြီးရင်အဲကျွန်တော်တို့ dash la လို့ပဲရေး al လို့ပဲရေးကိစ္စမရှိဘူးနော်ဆိုတော့ကျွန်တော် al လို့ရေးလိုက်ပါနော် okay ဒါဆိုရင်ကျွန်တော်ကရှိသမျှနော် folder တွေရော file တွေရောအကုန်လုံးကိုကျွန်တော်ထုတ်ပြီးကြည့်ရဲ့ ဘလို့ပုံစံနဲ့ကြည့်ရလဲဆိုတော့ long format နဲ့ကျွန်တော်ကြည့်တယ်နော်ခုနဆိုကျွန်တော်ဗီဒီယိုလို့ပဲကျွန်တော်မြင်ရတယ်အခုဆိုရင်ဗီဒီယိုရဲ့ format အရှိကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ခုနရောကျွန်တော် define လေးကိုပဲတွေ့ရတယ်ကျွန်တော်တို့အခုအဲ့ဒီ file ရဲ့ကျွန်တော်တို့ format အရှိကိုကြည့်ရမြင်ရတယ်နော် okay ဆိုတော့ဒါတော့ကျွန်တော်တို့ option တွေကိုတခါတလေမှာကျွန်တော်တို့ကနှစ်ခုနှစ်ခုစီပေါင်းပြီးတော့နှစ်ခုသုံးခုစသဖြင့်ပေါင်းပြီးတော့ရေးလို့ရပါတယ်နော် okay နောက်တစ်ခုကကျွန်တော် ls dash ls ပါကျွန်တော် long format ကျွန်တော်တို့ဒီခုနက long format နဲ့ပြထားတဲ့ list တွေကိုကျွန်တော်တို့က အာ site နဲ့ပေါ့နော်ကျွန်တော်တို့အခုကျွန်တော်တို့ file site နဲ့ file site ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ပြပေးမှာဖြစ်ပါတယ်အဓိကကကျွန်တော်တို့အာ sorting cv ပြပေးမယ်ပုံစံမျိုးပေါ့နော် okay ဆိုတော့ကျွန်တော်ပြန်ပြီးသွားပါမယ်ဆိုတော့ကျွန်တော် clear လုပ်လိုက်ပါ okay ဆိုတော့ကျွန်တော်တို့ ls-ls လို့ကျွန်တော်ရေးလိုက်မှာပေါ့နော်ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီ file ရဲ့ site တွေပေါ်မှာမူတည်ပြပေးမယ်အခုဒီမှာတော့ကျွန်တော်တို့အာ file site တွေကအကုန်လုံးကဟိုအတူတူတွေပဲလို့ဖြစ်နေရပေါ့နော်ဆိုတော့ဥပမာထားပါရောကျွန်တော်တို့အာ ls အာကျွန်တော် ls dash l ပြီးကျွန်တော်တို့ dash ls တဲ့ကနေပြီးတော့ကျွန်တော်ဘယ်လိုသွားကြည့်မလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ home directory တခုဖြစ်တဲ့ root directory ကိုသွားပြီးကြည့်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ root directory အောက်မှာရှိနေတဲ့အာကျွန်တော်တို့ဒီ file တွေမှာကြတော့ကျွန်တော်တို့ဒီမှာ format နော်ကျွန်တော်ဒီ file ရဲ့ site ကကျွန်တော်တို့အကြီးကြီးဖြစ်နေပါတော့ဆိုတော့အကြီးဆုံးဖြစ်နေတဲ့ကောင်းလေးပြဥပမာထားပါတော့ကျွန်တော် ls dash l အာကျွန်တော် for slash နဲ့ကြည့်မယ်ဆိုရင်ပုံမှန်အားဖြင့်ကကျွန်တော်ဒီမှာ randomcy ပေးထားရပါတော့နော် randomcy ပေးထားတယ်ဒီမှာကျွန်တော်တို့ ls dash ls ဆိုတဲ့ command ကိုရေးလိုက်တဲ့အခါကျရင်တော့ကျွန်တော်တို့ randomcy ပေးရမျိုးမဟုတ်တော့ဘဲနဲ့ file format အကြီးဆုံးကိုကျွန်တော်အပေါ်ဆုံးမှာထားပြီးတော့ c ပေးထားပါတယ် okay ဆိုတော့ကျွန်တော်နောက်တစ်ခုသွားမှာပေါ့နော်ဆိုတော့နောက်တစ်ခုအကြောင်းကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့အာကျွန်တော်တို့ ls documents တဲမှာရှိနေတဲ့ကျွန်တော်တို့အာကျွန်တော်တို့စာသား file တွေအကုန်လုံးကိုကြည့်ကျင်တယ်နော် ဆိုတော့ဥပမာ format တစ်ခုခုပေါ့ဆိုတော့ကျွန်တော်တို့ဟာ file တွေအကုန်လုံးကိုရှာခြင်းနဲ့နော်အာဥပမာစာသား file တွေရှိရဆိုအဲ့စာသား file တွေအကုန်လုံးဘယ်နှ file ရှိလဲရှိသမျှရှိသမျှစာသား file တွေအကုန်လုံးကိုကျွန်တော်တို့ကရှာကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကိုသွားခြင်းနဲ့ folder name ကိုသွားပြီးတော့ကျွန်တော်တို့ကအဲ့ဒီအောက်မှာရှိနေတဲ့ file ကိုကျွန်တော်ကြည့်လို့ရနော်โอเคဆိုတော့ပုံမှန်အဖြစ်ဥပမာထားပါတော့ပုံမှန်အဖြစ်ဆိုရင်အာပုံမှန်အဖြစ်ဆိုရင်ဥပမာကျွန်တော် ငါကလေးရထုတ်လိုက်ပါမယ်နော်ပုံမှန်အဖြစ်ကျွန်တော်တို့အာ desktop လေးကိုသွားလိုက်ပါမယ်နော်ဆိုတော့ကျွန်တော်တို့ ls desktop နဲ့ desktop လေးကိုသွားကြည့်လိုက်မယ် desktop အောက်မှာကျွန်တော်တို့အာ file နှစ် file ရှိတယ်အဲ့တော့ကျွန်တော် cd လေးကိုကျွန်တော်သွားလိုက်မယ် file တစ် file ရ folder ရှိတယ်ကျွန်တော် cd နဲ့ desktop လေးကိုသွားလိုက်ပါ okay ဆိုတော့အဲ့ဒီမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်နောက်ထပ် file တစ် file ဆောက်ပါမယ်နော်အာ cs အာကျွန်တော်တို့ cd နဲ့ထပ်ပြီးတော့ cs challenge cs challenge ဆိုတဲ့ folder ကိုထပ်ပြီးသွားပါမယ် အဲ့ဒီအောက်မှာမှာကျွန်တော်တို့ဘယ်လိုထပ်သွားမလဲဆိုတော့ကျွန်တော်တို့ ls folder ကိုဆက်ပြီးသွားပါမယ် cd ls folder ကိုဆက်သွားပါနော်အဲ့ ls folder ဆိုတဲ့အောက်မှာကျွန်တော် file ကြီးစောက်ပါနော်ဆိုတော့ okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ ls uh, ls file 1ဆိုရဲ file 1.txt ရဲ့ ls ကျွန်တော် file စောက်မော် tou ch ls dash file 1.txt ရဲ့ ls dash file 2.test ရယ် ls_find 3.test ရယ်နောက်တစ်ခုကကြာကျွန်တော် ls find 4အာ find 4တော့ကျွန်တော် java ရယ် ls find 5. html ရယ် ls find 6. kd ရယ်ကျွန်တော်ဆောက်လိုက်ပါပါနော် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ alas နဲ့ကြီးလိုက်တဲ့အခါမှာကျွန်တော်ခုနကဆောက်ခဲ့တဲ့ အာ file 6 file ပေါ်လာပြီပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ကအဲ့အောက်မှာရှိနေတဲ့ကျွန်တော်တို့က file တွေကိုကြည့်ကျင်တယ်နော်အဲ့တော့ file တွေကိုကြည့်ကျင်တယ်ဥပမာထားပါကျွန်တော် CD လေးနဲ့ရှေ့ကိုတစ်ချက်ပြန်ထွက်လိုက်ပါပေါ့နော် CD အရှေ့ကိုတစ်ခါပြန်သွားကျင်တယ်ဆိုဒါမှမဟုတ်ရင်အာဥပမာထားပါတော့ကျွန်တော်ဟိုအရှေ့ဆုံးထွက်လိုက်မယ်နော်အာ CD ကျွန်တော်တို့ထိဆိုင်လေးကိုနှိပ်ပြီးတော့အနာကောက်ချလိုက်နော်ဟုတ်ပြီကျွန်တော် ls folder အောက်မှာရှိနေတဲ့ file ကိုလှမ်းပြီးကြည့်ကျင်တယ် desktop cs ပြီးကျွန်တော်တို့ alas folder ဆိုပြီးကျွန်တော်လှမ်းပြီးကြည့်အဲ့ဒီအောက်မှာရှိနေတဲ့ကျွန်တော်ကဘာဘက်ကြည့်နေတာလဲဆိုတော့ touch file တွေကိုလှမ်းပြီးကြည့်နေတာဒါဆိုကျွန်တော်တို့က touch file တွေအကုန်လုံးကိုကြည့်နေတာဖြစ်တဲ့အတွက် star ဆိုပြီးကျွန်တော်ရေးလိုက်တယ်ပြောရရင်အကုန်လုံးလို့ပြောချင်တာအဲ့ဒီအကုန်လုံးကဘာလဲဆိုတော့ကျွန်တော်တို့က .txt file တွေပဲဖြစ်ချင်တယ်ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့အဲ့ဒီအောက်မှာရှိနေတဲ့နော် desktop တွေက cs android day challenge ရဲ့ ls folder အောက်မှာရှိနေတဲ့ဒီမှာ touch file 1 touch file 2 touch file 3 ဲ့တော့ဒီလိုမျိုးနီးနဲ့လဲကျွန်တော်တို့က folder တစ်ခုအောက်မှာရှိနေတဲ့အာကျွန်တော်တို့ file တွေကိုတီးတန်ပါလို့လို့ရတယ်ဆိုတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်နော်။ Okay ဒီမှာတော့ကျွန်တော်ကျွန်တော်သွားထားတဲ့ folder ကကျွန်တော် home ထဲမှာရှိနေတဲ့နေရာကနေပြီးတော့ away ကိုလှမ်းကြည့်လိုက်တာဖြစ်တဲ့အတွက်သူကအဲ့ဒီလမ်းကြောင်းတစ်လျှောက်ကိုကျွန်တော်တို့ပြပေးလိုက်တာဖြစ်ပါတယ်။ Okay ၍ကျွန်တော်တို့ကဒါ directory ကိုပြောင်းလိုက်တယ်ပေါ့နော်။ဆိုတော့ desktop အောက်ကကျွန်တော်တို့ ls cs channel အောက်က ls folder ကိုကျွန်တော်တို့သွားလိုက်မယ်ပြီးတော့ပြောင်းလိုက်မယ်ပေါ့နော်။ပြောင်းပြီးတော့မှကျွန်တော်တို့ ls star test လို့ကျွန်တော်တို့ကြည့်မယ်ဆိုရင်เนาะကျွန်တော်တို့ခုနက dash file လေးကိုပဲတည်တန်းမြင်ရမှာဖြစ်ပါတယ်။ Okay. ဆိုတော့နောက်တစ်ခုဆက်သွားပါမယ်เนาะ။ Okay. နောက်တစ်ခုအကြောက်ကျွန်တော်တို့ပါလဲဆိုတော့ပုံလေးကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ခုနသင်ပေးထားတဲ့ format အတိုင်းပဲ .png ဆိုပြီးကြည့် java file ကိုကြည့်ကျင်နေဆိုရင်တော့ .java ဆိုပြီးကြည့်ပါနော်။ Okay. ဒါတော့အတူတူပါ comment เนาะ။ Okay. ဒီမှာတော့ကျွန်တော်အာ ဒီမှာကတော့ကျွန်တော် PNG တို့ကျွန်တော်ရေးပြထားတယ်ပေါ့နော်။ Okay ။နောက်တစ်ခုကကျတော့ alas-lh alas-lh ကကျတော့ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီအာခုန file တွေကိုနော် file တွေရကျွန်တော်တို့ကအာထည့်ရတာမလွယ်ဘူးနော်။ဆိုတော့ဘယ်ဟာတွေကိုပြောရလဲဆိုတော့ကျွန်တော်ကြည့်ပြန်ကြည့်အောင်။ဥပမာကျွန်တော် clear ထပ်လုပ်ပါမယ်နော်။ဥပမာ ls ကျွန်တော်တို့အာကျွန်တော်တို့ forward slash နော် ls-l အကျွန်တော်ဒီတိုင်းပဲအလတ်စ်ဒက်ရှ်လောင်းဖော်မတ်နဲ့ကြည့်မယ်နော်ဘယ်ဟာကိုကြည့်မလဲဆိုတော့ forward slash အောက်က root အောက်ကဟာကိုကြည့်မယ်နော် okay so sorry ကျွန်တော်တို့ ls ကျွန်တော် dash ကြံခဲ့ရပါတော့ l okay so ကျွန်တော်တို့ဘယ်ဟာ file ကိုသွားကြည့်မလဲဆိုတော့ကျွန်တော်တို့ ls dash l အဲကျွန်တော်တို့ forward slash ဆိုရဲကျွန်တော် root folder အောက်က ls-l power slash root folder အောက်က file ကိုကျွန်တော်တို့တွားပြီးကြည့်ပါ။ Okay ဒီမှာဆိုရင်ကျွန်တော်တို့ကအာဒီ file ရဲ့ site ကိုကျွန်တော်တို့နားမလည်ပါဘူး။296တပါးဖြစ်တယ်။ဆိုတော့အဲ့ဒီ file ကိုကျွန်တော်တို့ကကျွန်တော်နားလဲကျင်တယ်ပေါ့နော်ပုံမှန်ဘလောက် megabyte တို့ kilobyte တို့ဆိုကျွန်တော်တို့ကနားလဲလေအဲ့လိုနှုံးနေကျွန်တော်တို့ကကြည့်ကျင်နေဆိုတော့ဘလို့ကြည့်ရလဲဆိုတော့ ls-lh ls-lh ဆိုပြီးတော့ကျွန်တော်တို့ကကြည့်လို့ရပါနော်ဒါဆိုရင်တော့ ကျွန်တော်တို့ကဒီမှာအနောက်မှာကီလိုဘိုက်လေးတွေကျွန်တော်တို့ပြပေးပါတယ်မဂါဘိုက်ဆိုလဲမဂါဘိုက်ကီလိုဘိုက်ဆိုလဲကီလိုဘိုက်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကိုပုံမှန် reading ပဲလူတွေဖတ်လို့ဖတ်ရှုလို့ရနိုင်တဲ့ပုံစံနဲ့ကျွန်တော်တို့ကြည့်လို့ရတာကိုကျွန်တော် ls-lh နဲ့ကျွန်တော်တို့ကြည့်လို့ရပါအဲ့ဒါ -h နဲ့ဆိုရင်တော့ကျွန်တော်ဘာမှမြင်ရမှာမဟုတ်ဘူး long format long format မှာတော့ကျွန်တော်တို့ h ကိုမြင်ရတာဖြစ်တဲ့အတွက် other h လို့တွဲပြီးတော့ရေးရတာဖြစ်ပါတယ်။ Okay ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့မှာဆက်ပြီးတော့တွေ့ပါမယ်။